ဒါပေမဲ့အာဆင်နယ်ကဒီပွဲမှာ PSG ကိုနိုင်နိုင်လားဆိုရင်အာဆင်နယ်က PSG ကိုနိုင်နိုင်တယ်လို့ကျွန်တော်ပြောချင်တယ်။ Origi ကအရန်ကိုကောင်းခဲ့တယ်။ဒါပေမဲ့နောက်ပိုင်းမှာ Origi ကပျောက်နေတယ်။ရုံးကန်နေရတဲ့ Manchester United အသင်းကိုထမ်းတင်ပေးထားတဲ့ပွဲဖြေကိုပြောင်းလဲပေးနိုင်တဲ့ Bruno Fernandes နဲ့ Origi ကပိုကောင်းတဲ့ကစားသမားလို့ယူဆထားကြလို့ရှိရင် Premier League မှာ De Bruyne အပြီးမှာ Origi ဟာအကောင်းဆုံးကစားသမားလို့အကောင်းဆုံးကွင်းလေကစားသမားလို့ယူဆထားကြလို့ရှိရင်ဒီလိုပုံပြမှာ Origi ဟာပေါ်ပေါ်ဖို့လိုတယ်။ ိုဒီကဘာမှမလုပ်ပြနိုင်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ online မှာဗာမြင်ရမလဲသဘင်တက်တင်တာအခါတရာပြပို့မှု0ဆိုတဲ့ဟာမျိုးကျွန်တော်မြင်ရနိုင်တယ် ပရိသတ်များမင်္ဂလာပါကျွန်တော်တို့ရဲ့ The Premier Sport ကနေပြီးတော့ကြိုဆိုလိုက်ပါရစေ။ဒါ Champion League Semi-final ဒုတိယကြောပွဲချုပ်သွင်းချက်အစီအစဉ်ဖြစ်ပါတယ်။ Arsenal အသင်းရဲ့ပွဲစမှာ PSG နဲ့ဖြစ်ပြီးတော့အဝေးဝင်ပွဲစဉ်ဖြစ်ပါတယ်။ပထမကြောမှာတော့ PSG က Arsenal ကိုတဘောဘုံမရှိတဲ့အနိုင်ရရှိခဲ့ပါတယ်။ဒီပွဲစဉ်ကိုတော့ထုံးစံအတိုင်းကျွန်တော်တို့ကိုရဲနေထုံးကျွန်တော်ညီကိုနှစ်ပတ်ခံပန်းသုံးသပ်တင်ဆက်ပေးသွားအောင်မှာပဲဖြစ်ပါတယ်ဗျာ။ကိုရဲနေထုံးမင်္ဂလာပါ။မင်္ဂလာပါကိုကြီး။ဟုတ်ကဲ့ပါ PSG နဲ့ Arsenal ပေါ့ရေနော်။အဲ့တော့ကျွန်တော်တို့ထုံးစံလေးအတိုင်းပဲဆက်လိုက်ရှင်နဲ့ Ancient PSG ဘက်ကနေစပေးပါအောင်။အမှန်တိုင်းပြောရမယ်ဆိုရင် PSG အနေနဲ့ပေါ့နော်။ဒီပထမကြောမှာတဘောတက်ပို့ပြီးတော့ရ ားခဲ့တဲ့နယ်လို့ကျွန်တော်ကမြင်တယ်ပေါ့နော်အာ drone အပိုင်ကန်ရတဲ့အလုံးကြီး remote ဒီဘားကိုကန်မိတဲ့အလုံးကြီးတကယ်တော့ go အားတဲ့နယ်ပေါ့နော်ဒီလုံးကြီးမှာတော့ go သွားခဲ့မယ်ဆိုရင်သူရအကျော့မှာပြည့်ကျပို့ပြီးအောင်မှာတတော်တတာဖြစ်နိုင်တယ်အခုကကြတော့ one z ဆိုတော့ဘာမှမဆိုဖြစ်သွားနိုင်တယ်ဆိုတဲ့ချီနေမျိုးမှာရှိနေပါတယ်ဒုတိယအကျော့မှာဒီတန်ပီလီကတော့တကောက်ကျော်မှာပြဿနာရှိနေလို့ဝင်ကစားဖို့တော့မသေးကြဘူးပေါ့နော်ဒါပြည့်ကျကိုအများကြီးပုံမှန်အများကြီးထိခိုက်နေတယ်ဟုတ်ပါတယ်ဒီကိုသားလို့ round ကိုကစားခိုင်းမယ်ဆိုရင်တော့မှ round mode တဲ့ family ကြားမှာလုံနိုင်ဈေးတွေကတော်တော်လေးကိုခွာချပါတယ် ပြန်ကြည့်ရဲတက်စစ်၃ယောက်ကပုံမှန်အားဖြင့်ဆိုတော့ရွေလျားနေတာကြောင့်သိရမလားဒီကိုသားလို့ရမ်ဘိုတက်ဆိုင်ဒီဘာဂိုလာရဲ့ဒူရန်ရဲ့ကာဗရာစကီလာပေါ့အဲ့၃ယောက်ကိုတွဲပြီးကစားတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်အဓိကတော့ဟာကီမီနဲ့နူနိုမန်ဒက်တို့ရဲ့လုံနိုင်ဇွမ်းတွေကိုဒီအာဆင်နယ်ဘက်ကပိတ်လိုက်မှာလို့ဆိုရင်ရတယ်ပေါ့နော်ရိုက်နဲ့ပါသေးတာဒီအာဆင်နယ်ဘက်မှာကစားနိုင်မယ်ဆိုရင်တစ်ဖက်စီမှာလိုက်ပြီးတော့ကာဗာနန်နာကြောင့်အဲ့ဒီတောင်ပိုင်းတစ်ဖက်ကတော့နည်းပြီးတော့ခက်ခဲမှုတွေတော့ရှိနိုင်တယ် PSG ရဲ့ကွင်းလယ်ကဘောလုံးမကင်ထားတဲ့အချိန်ဆိုရင်တော့အရန်တော့မမာကြောဘူးဟုတ်ကဲ့အဲ့လိုအချိန်တွေမှာ Rice ရဲ့တူအားမျိုးကိုချက်ချင်းတားဖို့ကတိတ်တော့မဖြစ်နိုင်ဘူးเนาะဒါကိုလည်းပထမကြောက်မှလည်းမြင်ခဲ့ရတယ်ပေါ့เนาะ PSG နီးပြဒီ under အနေနဲ့ဒါကိုတော့ဘယ်လိုပြင်ဆင်လာမလဲဆိုတော့စိတ်ဝင်စားဖို့တော့ကောင်းတယ်ဒါပေမဲ့ Arsenal ရဲ့ present ကဒီလှည့်ထွက်သွားပြီဆိုရင်လုံးဝအလွတ်ကြီးပဲဖြစ်သွားမှာ ဲ့လိုလွှတ်ထွက်နိုင်စွမ်းကလည်းဒီကာဘရာစကီလာတို့ဒီသူ့ရဲ့ဘေးနားမှာရှိတဲ့ Fabian Ruiz တို့ Vidinha တို့အဲ့ကစားသမားတွေကလည်းအများကြီးလွှတ်နိုင်စွမ်းရှိရကြောင်းလို့ Arsenal ရဲ့ present ကိုတော့ပြည်စီနေနဲ့ကြော်ဖြတ်နိုင်ကောင်းကြော်ဖြတ်နိုင်မယ်လို့တော့ကျွန်တော်တို့ထင်တယ်ပေါ့နော်ဟုတ်ကဲ့အဓိကတော့ Lewis Kelly ဘက်ကိုအဓိကထားပြီးတော့ပဲဒီ Hakimi ရဲ့တက်စစ်ကိုလိုက်တဲ့အခါမှာတော့အခွင့်အရေးတွေတော့မြင်ကောင်းမြင်နိုင်တယ်ဒီတစ်ခေါက် PSG တင်ရချန်ပီယံလိသွားနေတဲ့ပုံစံကဒီရှေ့လယ်နောက်ပေါ့နော်ဟန်ချက်အရန်ကိုညီတော်ပြီးတော့ဖိုင်နယ်နဲ့ထိုက်တန်တဲ့အသင်းသင်းပုံစံမျိုးမြင်နေရတယ်ပေါ့နော် အခုကလည်းအိမ်ခွင်းလည်းဖြစ်နေတာကြောင့် PSG အနေနဲ့ပေါ့နော်ခွင့်ရအများကြီးရှိရလို့တော့ကျွန်တော်ပြောချင်ပါတယ်ဗျာဟုတ်ကဲ့ပါကျွန်တော်ပေါ့နော်ဒါ PSG ကလည်းဒီ Arsenal နဲ့ပွဲကိုတော်တော်လေးအာရုံစိုက်ထားမှန်းသိတာတယ်ဒီဘူးမှလည်းသူတို့ Satra Bo ထပ်ပြီးတော့ရှုံးတယ်အဲ့ဒီဘွဲသမားသူတို့လူချန်ကစားခဲ့တာကိုလည်းကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ပြောမယ့်ဆိုလို့ရှိရင်တော့ဒါ Champion League ဆိုတာ PSG အမြဲတမ်းဖြစ်ချင်တဲ့အိမ်မက်တစ်ခုဖြစ်တယ်ဒီအိမ်မက်တစ်ခုကလက်ရှိမှာတော့နင်းနီးဆက်ဆက်ထပ်ပြီးတော့ရှိလာတဲ့အချိန်မှာ PSG အနေနဲ့ရုံလုံးပေါ်လာဖို့အကြိုးစားမှာ PSG ရဲ့အလုပ်ဖြစ်တယ်ပေါ့နော်ဒီလိုအခြေအနေမျိုးရှိတယ်ဒီညမှာကျွန်တော်တို့ရည်စရာလေးတစ်ခုပြောမယ်ဆိုလို့ရှင်တော့ superstar တွေသိပြီးတော့မရှိတော့မှဒီသင်းကတကယ်ကြီးကောင်းနေတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ပြောလို့ဆိုလို့ရှင် Liverpool နဲ့နိုင်တယ် Villa ကိုလည်းနိုင်တယ်အခု Arsenal ကိုလည်းပထမအချုပ်မှာနိုင်တယ်ဆိုတော့ Premier League သင်းတွေဒီလောက်ထိအနိုင်ကစားနိုင်တဲ့သင်းတော့ကျွန်တော်တို့ချီးကျူးပါမယ်ဒီပိုင်းရှိတယ်ပေါ့နော်အခုကျွန်တော်တို့ပြောမယ်ဆိုလို့ရှင် away ကွက်မှာ PSG က Arsenal ကို1-0နဲ့နိုင်တယ်ဒါပေမဲ့ကျွန်တော်တို့ပေါ့နော် PSG ဒုတိယချောင်းအင်ကွင်းပွဲဖြစ်နေပေမဲ့ PSG နောက်ဆင့်တက်သွားပြီးတော့ကျွန်တော်တို့ပြောလို့မရဘူးဘယ်လိုမျိုးလဲဆိုတော့ဗျာသူတို့ကတကိုးတာနဲ့နိုင်ထားတာအခုဒီပွဲဆက်စားချင်းမှာ ာဆင်နယ်ကသာတကိုးရင်ဆရသွားမယ်ဆိုလို့ရှိရင်ဖီအားမြောက်ရမယ်အသင်က PSG ဖြစ်တယ်အဲ့တော့ PSG ကဘယ်လိုလဲဆိုတော့ဂိုးလေးတိတ်ပြီးတော့စောစောစီသွားပေးလို့မရအောင်ဒီလိုမျိုးကစားပွားရမယ်ဒီပိုင်းရှိတယ်ပေါ့နော်သူတို့ကအာဆင်နယ်ဘက်မှာအာဆင်နယ်ကိုနိုင်ခဲ့တယ်ခြေစွမ်းလည်းကောင်းခဲ့တယ်ဆိုပေမဲ့သူတို့မှာကောင်းခဲ့တဲ့အရာနောက်တစ်ခုရှိတယ်အဲ့ဒါကတော့ကန်ပဲအဲ့ဘက်မှာသူတို့ကအာဆင်နယ်ကိုကန်ကောင်းခဲ့လို့နိုင်ခဲ့လို့တယ်ကျွန်တော်တို့ပြောလို့ရတယ်အခုဒုတိယကြိုးမှာအာဆင်နယ်ကပုံမှန်ထက်စာရပြီးတော့ပို့ပြီးတော့ အားထက်ကစားလာလိမ့်မယ်။အာဆင်နယ်ပရိသတ်တွေကလည်းပါတီကိုတော်တော်လေးမျှော်လင့်နေတယ်။တေချာရာကတော့ PSG ကဒီပွဲမှာပေါ့နော်ပရမအကျော့ထက်ပိုကောင်းအောင် ကစားနိုင်မှာရက်လက်ကောင်းနိုင်ပဲအနေထားမျိုးတွေရှိတယ်ပြောမယ်ဆိုလို့ရှင်တော့ပထမအကြော့ကလိုမျိုးအာဆင်နယ်ဘက်ကိုကန်သွင်းခွင့်တွေပေးမယ်ဆိုလို့ရှင်တော့ဒီဘက်မှာဘလို့မှမလွယ်ဘူးလို့ပြောနေတယ်ပထမအကြော့မှာတော့လွဲချော်မှုတွေရှိခဲ့ပေမဲ့ဒီဒုတိယအကြော့မှာတော့အာဆင်နယ်တိုက်ဆက်ကကျွန်တော်ဆာကာတို့ထရော့ဆက်တို့မာတီနယ်လီတို့ဒီခါမှာတော့လုံးဝလွဲချော်မှုမရှိနိုင်တော့ဘူးအဲ့တော့ PSG အနေနဲ့ကန်သွင်းခွင့်တွေပေးရင်တော့ခံဝါရမယ်လို့ပဲကျွန်တော်ကတော့ပြောချင်ပါတယ်ကဲဒါဆိုလို့ရှင်တော့ကျွန်တော်တို့အာဆင်နယ်ပလေးသွားချင်တယ်ပြောပြပေးပါဦးချန်ပီယံလိဆင်မီဖိုင်နယ်တက်လာတဲ့၄ဒေးမှာပေါ့နော်အာဆင်နယ်တည်င်းပဲခြားရက်မှာလူမချန်တာပေါ့နော်ဒါအာဒီဒါ ရဲ့စိတ်အစွဲလိုပဲပြောရမလားပေါ့။ तू ကကြတော့ပွဲအေးွားတယ်၊ပွဲဝေးွားတဲ့အခါမှာ तू အေးသွားတာမျိုး तू ကမကြိုက်ဘူးပေါ့နော်။ကစားသမားတွေကဒီခဏကိုယ်ပိုင်အစင်းလေးဖြစ်နေဖို့လိုရလို့ तू ကထင်နေပေါ့နော်။ဒါပေမဲ့ဒါကဘယ်လိုပြောရမလဲဆိုရင်တော့ဒီတို့ရဲ့ data အချက်လက်တွေရတော့ဒီပွဲကိုတို့ကစားလို့ရတယ်ဆိုပေမဲ့လည်းစိတ်ပိုင်းဆိုင်ရာမှာတော့ပြဿနာရှိနိုင်ပါတယ်။အရေးကြီးတဲ့အချိန်မှာဆုံးမဲ့ချက်ချတဲ့အပိုင်းတွေမှာတော့စကားပြောနိုင်တယ်ပေါ့နော်။ဟုတ်ကဲ့။ဒီပွဲမှာပါတီးကတော့ပြန်ပါလာလိမ့်မယ်။ ါတိမပါလို့အစင်ရရှုံးခဲ့တာတော့မဟုတ်ဘူးဗျာအစင်ရဘက်မှာလုံလောက်တဲ့တက်ရှိစင်မှုတွေရှိခဲ့တယ် PSG ဘိုးဓမာတီဒိုနာရမအရန်ကောင်းသားလို့ပဲဒီအစင်ရအနေနဲ့ဂိုးမရခဲ့တာပါနော်ဆိုတော့တရကြီးတော့မတက်ဆိုင်ပေမဲ့ပါတိတာပါလာမယ်ဆိုရင်တော့ PSG ကွန်းလယ်ကိုပို့ပြီးတော့အစင်ရအသိနဲ့တာယာသွားနိုင်တယ် PSG ကွန်းလယ်ကကျွန်တော်ဆောစောကပြောခဲ့သလိုပဲဘောလုံးရှိတဲ့အချိန်မှာတော့တော်တော်ကောင်းတယ်ဘောလုံးကြီးရဲ့အချိန်မှာတော့အစင်ရရဲ့ကွန်းလယ်အားနဲ့ present ကိုသူတို့ like ဖြစ်ဖို့ကတိတ်တော့မလွယ်ဘူးပေါ့နော် အာ rise လို့အားမျိုး lower scale တွေဝင်တိုးလာတာမျိုးတွေပါတာပြီဆိုရင်တော့ PSG ကွယ်လိုင်းနဲ့တိုင်ပတ်နိုင်တယ်။ဟုတ်ကဲ့။ဒီလိုပဲ Arsenal တို့ Arsenal အသင်းရဲ့ top pressure ကိုလည်း PSG ဘက်ကလှည့်သွားပြီဆိုရင်လုံးဝအနောက်မှာလွတ်ကြီးပဲပေါ့နော်။ဒါကိုလည်းဘုံမောင်းတဲ့ပွဲမှာကျွန်တော်မြင်ခဲ့ရတယ်။ဒါကိုတော့တတိတော့ထားရမယ်ပေါ့နော်။ PSG ရဲ့တိုက်စစ်ကရှေ့က3ယောက်ပြင်ပေါ့။ Hakimi တို့ Nuno Mendes တို့အိမ်ယောက်ပါပါလာတာ။အိမ်ယောက်ကဂိုးလည်းသွင်းနိုင်တဲ့ရှိရောပွဲဖြေရချက်ချင်းကိုပြောင်းသွားတယ်ပေါ့နော်။ Arsenal ကဒီလိုမျိုးတိုက်နေရင်းနဲ့ဖိနေရင်းနဲ့ပေါ့နော်။ ရှက်လောက်မှားသွားပြီဆိုတာနဲ့ဒါတွေကဂိုးဖြစ်ပြီးသွားနိုင်တယ်ဆိုတဲ့ပုံစံမျိုးတွေပြည့်ကြည့်ပတ်မှာလုပ်လာတာရှိတယ်။ Champions League Semi Final မှာဒီအင်ကွင်းမှာရှုံးပြီးတော့ဒုတိယအကြော့ပြန်လာပြတာမျိုးကဒီဘက်ထစ်တွေမှာဆိုတော့စပါးလုပ်ပြခဲ့မှုတယ်ပေါ့နော်။အဲ Semi Final ဆင်မှာဒီပထမအကြော့အင်ကွင်းမှာရှုံးသွားပြီးဒုတိယအကြော့ပြန်လာဖို့ကတော်တော်လေးတော့ခက်တယ်ပေါ့နော်။ဟုတ်ပါ ဒုတိယကြော့မှာဒီစိတ်သက်ပိုင်းရောဒီကစားပုံရောတော်တော်လေးကောင်းပါပဲပျော်လင်းလို့ရမယ်အခြေအနေမျိုးမှာရှိရယ်အာဆင်နယ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကဒီနှစ်ခုလုံးမှာတော့တိတ်တော့အားမရဘူးနော်စိတ်သက်ပိုင်းရောကစားပုံရောလက်ရှိသွားနေတဲ့ပုံစံတိတ်တော့အားမရဘူးအခုကကြတော့ OD ကပေါ့နော် OD ကနေနဲ့ခုချိန်မှာတော့သူတစ်ခုခုတော့လုတ်ပြတင့်ပြီလို့ကျွန်တော်ကတော့မြင်တယ်ပေါ့နော်ဒီညမှာကျွန်တော်ဘရူနိုဖာနန်ဒက်နဲ့ကျွန်တော်နှိုင်းချင်တာတော့မဟုတ်ဘူးသူညီတဲ့ဖြစ်ရတဲ့ခုကိုပြောချင်တာပါဟုတ်ကဲ့အိုဒီကအခုလိုမျိုးခြေစမ်းမပေါ်တာမျိုးပွင့်ထဲမှာလုတ်ချင်တဲ့လုတ်နေတာမျိုးဘရူနိုဖာနန်ဒက်တာလုတ်နေမယ်ဆိုရင်ဒီ မယိုရဲ့ legend ဖြစ်တဲ့ ranking ကကွင်းထဲကိုတစ်ခုတော့ဆင်းလုံးနိုင်တယ်ဘူးနော်ခန္ဓာကိုဒါပေမဲ့ origin ကနေပတ်သက်ပြီးတော့အဲ့လိုမျိုးဘယ်သူမှမလုပ်ကြဘူး project တွေကလည်းတော်လေးကိုဖြည့်သွေးပေးကြတယ် legend တွေကစားဖြည့်သွေးပြီးတော့တွေ့ရပေါ့နော်ဒါတွေကလည်း origin ကိုပို့ပြီးတော့ comfort zone နဲ့ပို့ပြီးရောက်စေတယ်လို့တော့ကျွန်တော်ကတော့မြင်နေပေါ့နော် အခုလက်ရှိအနေထားရဆိုတော့ဒီဝမ်းစီဆိုတော့အာဆင်နယ်ဘက်မှာလည်းအခွင့်အရေးအပြည့်ဝရှိရယ်ဒီကကြော့မှာလည်းအာဆင်နယ်နေနဲ့ပြန်လာကောင်းပြန်လာနိုင်တယ်လို့တော့ကျွန်တော်တို့ထင်ပါတယ်ဗျဟုတ်ကဲ့ပါကျွန်တော်တို့ဘောတော့ဒီနေရာမှာကျွန်တော်အာဆင်နယ်နဲ့ပယ်လစ်ပေါ့နော်အဲဒီဘက်မှာအာဆင်နယ်လူဆောင်ထုတ်ကစားတဲ့ဟာမှာကျွန်တော်ပြောခဲ့တယ်အာဆင်နယ်လူဆုံလူဆောင်ထုတ်ကစားတာကိုနားမလည်ဘူးမဖြစ်သင့်ဘူးလို့ကျွန်တော်ပြောတဲ့အခါမှာအာကျွန်တော်ပြန်မြင်ရတဲ့ comment တွေကဘယ်လိုမျိုးကြီးလဲဆိုတော့ အာဆနယ်ကဒီလိုပဲပေါ့အထိုင်မပြတ်အောင်ကစားတာဆိုပြီးပြောခဲ့တယ်ပေါ့နော်ဒီလိုအခြေအနေမျိုးတွေရှိတယ်အဲ့တော့ PSG နဲ့မတိုင်ခင်ပေါ့ဗျာဘုံမောင်းနဲ့ကစားတဲ့ပွဲမှာလည်းလူဆုံးထုတ်ခဲ့တယ်ဟာအဲ့မှာတော့ကျွန်တော်ကပုံမဖြစ်သင့်ဘူးလို့ကျွန်တော်တွေးတာပေါ့ဘာလို့ဆိုတော့ PSG နဲ့ကအရေးကြီးတယ်လေဘုံမောင်းနဲ့ကအဲ့လောက်မှအရေးမကြီးတာအဲ့မှာ Premier League နှစ်ပွဲဆက်လူဆုံးထုတ်ကစားတယ်ဒါပေမဲ့အဲ့နှစ်ပွဲလုံးလည်းမနိုင်အောင်အော်ဒီနေ့မှာဘာဖြစ်သွားလဲဆိုတော့ပွဲပန်းတာပဲအဖက်တင်သွားတယ်တကယ်ဆိုလို့ရှိရင်အဲ့နှစ်ပွဲမှာ Arsenal 6မှတ်မရလည်းဘာမှမဖြစ်ဘူး အာဆင်နယ်အဲ့နှစ်ပွဲမှာရမှတ်0ဆိုလည်းဘာမှမပြောဘူးအာဆင်နယ်တို့အရေးကြီးတာ PS သူတို့မရဘူးတဲ့ဖလားဒီချန်ပီယံလိဖလားဖြစ်တယ်ပရီးမီယံလိဆိုလို့ရှိရင်ရွှေဖလားတော့ရဘူးတဲ့ဒီအချိန်မှာချန်ပီယံလိဟာအရေးကြီးတယ်ပရီးမီယံလိမှာအာဆင်နယ်ဘယ်လိုဖြစ်အဆင့်နှစ်ပဲဗျာဘာလို့ဒီပွဲတွေမှာလူတွေစုံပြီးထုတ်သုံးပါလဲအဲ့ချိန်မှာမနိုင်တဲ့ခါမှာကျွန်တော်တို့ကတော့တော်တော်လေးကိုအဆင်မပြေခဲ့ဘူးလို့ကျွန်တော်ပြောချင်တယ်ဒါပေမဲ့အာဆင်နယ်ဟာဒီပွဲမှာ PSG ကိုနိုင်နိုင်လားဆိုရင်အာဆင်နယ်က PSG ကိုနိုင်နိုင်တယ်လို့ကျွန်တော်ပြောချင်တယ်ဘာလို့ဆိုတော့အာဆင်နယ်က PSG ထက်ပိုကောင်းတဲ့အသင်းဖြစ်လို့ပါသူတို့ PSG ကိုပထမဆုံးအိမ်ကွင်းမှာရှုံးသွားပေမဲ့အာဆင်နယ်ဟာပိုကောင်းတဲ့အသင်းဖြစ်နေတော့မှာ ပဲပြောမယ်ဆိုလို့ရှိရင်တော့သူတို့ဂိုးတွေကန်ခေခဲ့တယ်ဒေါ်နာရမာရဲ့လက်စွမ်းအရန်ကောင်းခဲ့လို့သာအာဆင်နယ်ဟာသူတို့မျှော်လင့်သလိုဖြစ်မလာခဲ့ရတာဖြစ်တယ်ဒီနေရာမှာကျွန်တော်ပြောချင်တာကတခါမှသူတို့မရဘူးသေးတဲ့ချန်ပီယံလိဖလာအတွက်သူတို့မှာမိနစ်60ရှိသေးတယ် တကယ်ကြီးမားတဲ့အခွင့်အရေးပဲဟုတ်ပါတယ်ဗျာအာဆင်နယ်ဟာဒီလိုအခွင့်အရေးမျိုးနဲ့ဒီနေ့ဆက်ဆက်ကြီးကိုရောက်နေတာဒီမိနစ်60ဟာရှက်ရှက်ပပအခွင့်အရေးဖြစ်လို့အာဆင်နယ်တသင်းလုံးအကောင်းဆုံးကစားဖို့လိုလိမ့်မယ်အစွမ်းကုန်ပေးဆက်ကစားဖို့လည်းလိုပါလိမ့်မယ်ဒီနေရာမှာကိုရင်ထုံးပြောသွားတဲ့အရာလေးတစ်ခုပဲကျွန်တော်ပြောချင်တာရှိတယ်ဒါကတော့ OD ကပ်ပါ OD ကပ်ကကျွန်တော်တို့ပေါ့နော်စာကာဒန်ယာရနေတဲ့အချိန်မှာအာဆင်နယ်သင်းရဲ့တိုက်စစ်ကိုထမ်းတင်ပေးထားတာ OD ကပ်ဖြစ်တယ် OD ကပ်အရန်ကိုကောင်းခဲ့တယ်ဒါပေမဲ့နောက်ပိုင်းမှာ OD ကပ်ကပျောက်နေတယ်အဲ့လိုမျိုးအခြေအနေမျိုးမှာကျွန်တော်တို့ကလက်ရှိ ရုံးကန်နေရတဲ့ Manchester United အသင်းကိုထမ်းတင်ပေးထားတဲ့ပွဲဖြေကိုပြောင်းလဲပေးနိုင်တဲ့ Bruno Fernandes နဲ့ Odegaard ကပိုကောင်းတဲ့ကစားသမားလို့ယူဆထားကြလို့ရှိရင် Premier League မှာ De Bruyne အပြီးမှာ Odegaard ဟာအကောင်းဆုံးကစားသမားလို့အကောင်းဆုံးကွင်းလည်ကစားသမားလို့ယူဆထားကြလို့ရှိရင်ဒီလိုပုံပြမှာ Odegaard ဟာပေါ်ပေါ်ဖို့လိုတယ်။ Odegaard ခြေစွမ်းပြကိုပြဖို့လိုတယ်။မဟုတ်လို့ရှိရင် Odigat ဘာမှမလုပ်ပြနိုင်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ online မှာဗာမြင်ရမလဲ။သဘင်တက်တင်တာအခါတရာ ပေးပို့မှု0ဆိုတဲ့ဟာမျိုးကျွန်တော်တို့မြင်ရနိုင်တယ်အဲ့တော့ဒီလိုအခြေအနေမျိုးတွေရှိလို့ OLG အနေနဲ့ဒီပွဲမှာပေါ့နော်ပြောမယ်ဆိုလို့ရှိရင်တော့အစွမ်းပြောက်ပြောက်ဖို့လိုတယ်ပဲကျွန်တော်ကတော့ပြောချင်ပါတယ်ကဲဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ကိုရက်လက်ခံမဲ့နဲ့ပဲလေးသွားစင်တယ်ပြောပြပေးပါဦး ပထမကြော့မှာတော့ကျွန်တော်ကအာဆင်နယ်ကိုတော့ကျွန်တော်ရွေးချယ်ခဲ့ရပါတော့ပြောမယ်ဆိုရင်အာဆင်နယ်ဒီတိတက်လာတောက်လျှောက်မှာကျွန်တော်အာဆင်နယ်ကိုမရွေးချယ်ပဲနေခဲ့တာတော့မရှိဘူးရဲတဲ့တော့ကကျွန်တော်အာဆင်နယ်ပဲရွေးချယ်ခဲ့ရပါတော့ဒါမဲ့လက်ရှိအနေထားရတော့သွားနေတဲ့ပုံစံရတော့ PSG အတင်းကပေါ့ချန်ပီယံလိဖလာကိုပို့ပြီးတော့လိုချင်နေတယ်ဆိုတော့ပုံစံမျိုးလေးကျွန်တော်သွားပြီးတော့တွေ့ရတာပေါ့နော်ဖလားဆိုတာလည်း တကယ်လိုရင်းတဲ့လူတွေကပဲရအောင်ယူနိုက်တက်ရှိရလို့ပုံမြင်တယ်ပေါ့နော်ဒီဘလောက်တဲ့ဘလောက်စ조사ရလဲဘလောက်ဒီအားဆိုင်ထုတ်တာလဲအဲ့ပေါ်မူတည်ပြီးတော့ပဲဘလိုပဲကိုအတင်းအတင်းကတက်သွားကြတာပေါ့နော်အဲ့လိုအတင်းအတင်းတက်သွားတဲ့အချိန်မှာ PSG တင်းကအဖိုင်နယ်မှာနေရာတနေရာရတဲ့နယ်လို့ကျွန်တော်ခံစားလာရတယ်ပေါ့နော်ဒါကြောင့်မို့ဒီပွဲစဉ်မှာတော့ PSG တင်းနဲ့ Arsenal တင်းကိုနှစ်ကိုးတကိုးဆယ်ရလဲနဲ့အနိုင်ရရှိသွားမယ်လို့ကျွန်တော်ခံစားလိုက်ပါတယ်ဗျဟုတ်ကဲ့ပါကျွန်တော်အမြင်ကတော့ပြောမယ်ဆိုလို့ရှိရင် PSG က Arsenal ကိုဒါပေါ်တော့အဝေးကွင်းမှာနိုင်ခဲ့တယ်ပေါ့ ိမ်ကွင်းမှာတော့ထပ်နိုင်ဖို့မလွယ်တော့ဘူးလို့ကျွန်တော်ထင်တယ်။ဘာလို့လဲဆိုတော့အာဆင်နယ်ကပိုပြီးစူးစမ်းလာဖို့ရှိလို့ဖြစ်တယ်။ဒါပေမဲ့တစ်ဖက်ကအာဆင်နယ်က PSG ကိုနိုင်နိုင်လားဆိုလို့ရှိရင်တော့စောစီးတကူရပါမယ်ဆိုတော့နိုင်နိုင်တယ်။ဒါပေမဲ့ခံမှန်းချက်မှာဆိုလို့ရှိရင်တော့ကျွန်တော်ကဒီပွဲမှာနှစ်သင်းပေါင်း သွင်းကိုအနည်းနဲ့ပေါ့နော်ပြောမယ်ဆိုလို့ကျွန်တော်ကျွန်တော်တေးရရက်လက်ပေါ့ကျွန်တော်တေးရရက်ကိုကျွန်တော်ပို့ပြီးသဘောကျတယ် PSG နဲ့ Arsenal ကျွန်တော်ကတော့တစ်ဖက်တကိုးစီနဲ့တေးကြမယ်လို့ခံမှန်းထားပါတယ်ဟုတ်ကဲ့ပါအခုဒီပွဲစဉ်ကတော့ PSG နဲ့ Arsenal ရဲ့ဒါ Champion League Semi-final ဒုတိယကြောက်ပွဲစဉ်ဖြစ်ပါတယ်အဲကိုလင်းတို့ကတော့ PSG အနိုင်ခံမှန်းပါတယ်ကျွန်တော်ကတော့တေးခံမှန်းပါတယ်ဒီတော့ Arsenal ဘလူးဝဲဒရပ်ပို့ပေါ့နော်ဒါခတ်နိုင်မယ်လို့ခံမှန်းခြင်းဖြစ်ပါတယ်အဲ့တော့ဒီနေ့ရဲ့စီစဉ်ကတော့ဒီလောက်ပါပဲဒါ The Brave Sport ရဲ့နောက်လာမယ့်အားသာအစီအစဉ်ကောင်းတွေမှာပရိသတ်တွေနဲ့ကျွန်တော်ညီကိုညောင်းနဲ့ပြန်ပြီးတော့ဆုံတွေ့ကြပါသေးတယ်လို့ပြောရင်းနဲ့ပဲဒီနေရာလေးကနေနှုတ်ဆက်လိုက်ရပါတယ်ညာ